ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ဒေါ်ပြုံးရဲ့အိမ်မှာသူ့ရဲ့သားစေယောက်ကိုမင်းကလေးဘက်ကလာကြည့်တဲ့နေဖြစ်ပါတယ်ဒီလိုမြင်တဲ့အခါမှာတော့ဆက်ဆုတက်တဲ့အင်းနီနာချင်းဒေါ်အိုစာနဲ့ဒေါ်ဆန်နာကအတင်းပြုံးနေကြပါတယ်ဒေါ်အိုစာရေဘာဖြစ်တာလဲဒီနေ့ဒေါ်ပြုံးအိမ်ရှိမှဖះเจ้าလို့ပဲဖက်နှက်တွေနဲ့လူတွေပြည့်နေရပဲဘာကိစ္စရှိလို့လဲ မိသားစုအစ်စ်ခုခုလာလေလို့လားဟဲ့သူကိစ္စငါတို့နဲ့ဘာဆိုင်လို့လဲချွေးမတွေရတော့မှနေမှာပေါ့ငါမှတော့ချွေးမတယောက်တည်းကငါဘဝကိုခက်ခဲစေပြီမိဖို့ရဲမဝင်ခင်တော့လျှော်ဝှက်ချက်တွေမရှိဘူးပေါ့ဆိုသလိုပဲမိဖို့ရဲဝင်ပြီးမှအကြောင်းသိရတာပါ၏အဲ့နောက်မှာဒေါပြုံးကလက်တူးတပူးနဲ့သူတို့နှစ်ယောက်စီလာခဲ့ပါတယ်ဒီမှာတော်ဥစာတော်ဆန္နာလက်တူးချိုချိုလေးစားပါအောင်ရှင် ကျမသားတွေမင်္ဂလာဆောင်ကိစ္စပြီးသွားပြီလေ အခုတော့ကျမချွေးမရတဲ့အိမ်ကိုအမြန်ဆုံးရောက်စေချင်နေပြီအဲ့ဒီခါကျရင်သူတို့စီကလေးစားသမှုနဲ့ပြုစုပေးတာလဲခံရတော့မှာအိမ်မက်တွေအမက်မနေပါနဲ့တော်ပြုံးရယ်ဒီနေ့ခေတ်ချွေးမောက်လေးလေးရက်လောက်ဟင်းချက်ခိုင်းတော့အဆင်ပြေမယ်ဒါပေမဲ့ပြင်စမနေ့မှာတော့ရန်စတော့မှာတေးချရဲဟိတချို့တွေကတော့အဖြတ်မတွေဆိုတော့လေအစင်ပြေအောင်အကုန်ပေးထားတာတော့မှသူတို့ယောက်ျားနဲ့တသက်ချက်စားမယ်ဆိုပြီးမိဖို့ကြောင့်ခွဲစားကြတာဒီလိုအချိန်မျိုးမှာရှင့်မအိမ်ခန့်တခန့်မှရှိတာချွေးမဆယ်ရောက်ဘလို့နေကြမလဲတော့ အဲ့ဒါမျိုးမဟုတ်ပါတော့ချွေးမဆိုတာသူ့ကိုဘလို့ထားလဲဆိုတာနဲ့ပတ်သက်ပြီးတော့လိုက်လျောညီတွေ့ဖြစ်အောင်နေရလေသူ့ရဲ့နေထိုင်မှုပုံစံအဲ့ဒီပေါ်မှာပဲမူတည်တယ်ပြီးတော့ကျမချွေးမဆယ်ယောက်အတူတူလာကြပါလေတယောက်ယောက်တော့ပူရီလောက်ပြီးကျမစားဖို့ပေးမှာပါတော့ကောင်းပါပြီချစ်ရတဲ့ပရိသတ်တို့ရေအိုးလီလုံးရှိရင်တော့တိုက်ခိုက်မှုဖြစ်တာပုံမှန်ပဲဆိုတဲ့စကားကိုကြားပူကြမှာပါဒေါပြုံးရဲ့ချွေးမဆယ်ယောက်ကမိဘကြောင့်ကိုတိတိယောက်ယောက်စီမံခန့်ခွဲနိုင်မလား ဒါမှမဟုတ်ရင်အခန်းတစ်ခန်းပဲရှိတဲ့သူတို့ယောက်ျားရဲ့မိဘတွေရဲ့မိဘကြောင့်နေမှာဘယံပဓာရီဖြစ်မလားဆိုတာကတော့စောင့်ကြည့်ကြရတော့မှာပေါ့ရန်နင်းငယ်ကြာပြီးနောက်မှာဒေါ်ပြုံးကကီတီစုစုစုမြန်လှလှဝဝညူညူစိမ့်စိမ့်ဘန်းနူ နီနီနဲ့ပြပြတို့ကိုလက်ထပ်စီပြီးအင်ကိုခေါ်လာခဲ့ပါတယ်ချင်းမတို့အားလုံးတကားဝမှာရက်နေကြအမေဆန်အိုးနဲ့အယောင်မော့ပကံလေးရှူလာအောင်မယ်အဲ့ဒီနောက်မှာအင်းကြီးချင်းဒေါ်ဦးစားကလောင်ပြောင်ရင်းနဲ့ပြောခဲ့ပါတဲ့ ဟဲ့တော်ပြုံးနင်တို့မိသားစုတနက်စာဆန်ကတီချွေးမတွေအတွက်အင်တက်လုံးအင်ကုံသွားလိမ့်မယ်နော်တလနဲ့ပန်းတို့ကအင်းနီးချင်းရဲ့စကားကိုကြားတော့ဒေါသတကြီးနဲ့ကြိလိုက်ကြပါတယ်ကျမတို့ယောက်ျားရဲ့မိဘတွေမိဖို့ကြောင်းနေကုံကြနေတာကိုဒီဆိုးတဲ့အင်းနီးချင်းရှာရှည်နေရပဲအန်တီကြီးရဲ့အန်တီအိမ်ကဆန်တွေကုံသွားတယ်လို့မျိုးဘာလို့စိတ်ပူနေရတာလဲကျမတို့အင်တက်ပွဲအတွက်ကုံတာလေအန်တီအတွက်မှမဟုတ်တာငါကြိမ်ပြောရဲတယ်တော်ပြုံး နင်တာဒီယာနဲ့စတုထချွေးမာတော့လေတကယ်ကိုမရိုင်းတဲ့ကလေးမလေးတွေပဲအခုဘာပြောပေးရမလဲအန်တီအန်တီလည်းကြက်လေးပြီလို့မယိုးတောင်းလေဒါကြောင့်မဲကျမတို့ချွေးမာတွေကကောက်ကြည့်ရတာပဲဒီမိမတွေကရှာတွေကတားလို့ပဲထက်တယ်တယောက်နဲ့တယောက်ဘလို့အတူနေနိုင်ကြမလဲမသိဘူးကြည့်အောင်မဲဒီလိုနဲ့အင်းနီနာချင်းနှစ်ယောက်လုံးစီတူပြီးမျက်နှာမကောင်းမေးထွက်သွားကြတော့ရောက်ခမကအစီမကောင်းဖြစ်ခဲ့ပါတယ်ချွေးမာတို့သမီးတို့ဒီလိုပြန်မပြောသင့်အောင်လေဘာပဲဖြစ်ဖြစ်အဲ့ဒါမင်းတို့ထက်အကြီးတွေပဲ တို့နှစ်ယောက်လုံးကဒေါသထွက်ပြီးထွက်သွားပြီမနှက်ဖြန်ငါချွေးမတွေရဲ့ပထမဆုံးမိဖို့ကြောင့်နေကိုလာမလာမသိဘူးရက်ခမကြီးအမှန်တရားကိုကြားရင်တို့ဒေါသထွက်မယ်ဆိုတာကျမတို့ဘလို့သိမှာလဲစိတ်မပူပါနဲ့မလိုက်ရိတ်ခါကုန်တာတတ်တာမှာပေါ့ချွေးမစေးယောက်လုံးဟာစိတ်နေစိတ်ထားမတူကြပါဘူးဒါပေမဲ့ဒိုပြုံးကအားလုံးကိုကြူဆိုပါတယ်ဒီလိုနဲ့အားလုံးခန်းထဲဝင်ပြီးဖျားပေါ်မှာထိုင်လိုက်ကြပါတယ်ဒီချိန်မှာပြပြရင်ညညရဲကပူလွန်းလို့ညှိနေကြပါတယ် ဟာဒါအိမ်လားမိဖို့ကြောင့်ကမိဖို့ကအရန်ပူနေတာချွေးတွေရွှဲနေပြီဒီခန်းထဲမှာတကယ်အရန်ပူတာပဲဟာငါချီနေဦးကြည့်ပိုပိုဆိုးလာပြီအရင်တော့မှဆစ်ဆူကအခန်းထောက်မှာစောက်ထားတဲ့မိဖို့ကြောင့်ကိုကြည့်ပြီပူရာတဘာဝပဲလေမိဖို့ကြောင့်လည်းဒီခန်းထဲမှာပဲရှိတယ်သူတို့ကဒီမှာစားတော့အိမ်နေကြတာကျွေးမဆေးရောင်လုံးပူလောင်နေတာကိုမြင်တော့ဒေါ်ပြုံးကအေးရိတ်တမ်းပြားကြီးကိုအားလုံးအတွက်ယူလာခဲ့ပါတယ်ဒီမှာသမီးတို့အားလုံးအတွက်တမ်းပြားကြီးတောက်ကြနော် ကျေးဇူးပါမေကျမတို့ပူလို့လက်ချောင်းနဲ့ခြောက်နေပြီကျင်းပါစေရောက်လုံးတမ်းများကြီးကိုမြင်မြန်တောက်လိုက်ကြပါရစေဒီလိုနဲ့ပဲမတိလိုက်ခင်မှညံ့ရောက်သွားပြီးချွေးမာတွေတမီးတို့အားလုံးအတွက်အိပ်ယာပြင်မိထားတယ်အခုသွားအိပ်ချေတော့မနှက်ပြန်တမီးတို့ရဲ့ပထမဆုံးမိဖို့ကြောင့်လေဟုတ်ကဲ့အမေချွေးမာစေရောက်လုံးမိဖို့ကြောင့်ပထမဆုံးဒလိအတွက်စိတ်လုံရှားနေကြပါရစေနောက်တနေ့နေထွက်လာတာနဲ့ပဲကီတီစိမ့်စိမ့်နဲ့ဆူဆူတို့နိုးလာကြပြီးအိမ်အလုပ်တွေကိုစလုပ်ကြပါတော့တယ် စွစုနေအိမ်တွင်းအိမ်ပြင်တပြက်စီလဲငါမီးဖို့ကြောင်ရှင်းပြီးတော့မီးဖို့မှာမီးမွေးမယ်စစိမ့်ရေနေရသုံးမိသားပကံနေစုပြီးတော့ငါ့ကိုပေးမလားငါစေးမယ်လေနေရဘာလို့အရန်တင့်လဲလှုပ်ချင်ရတာလဲနေပကံနေစုပြီးပေးလို့မရဘူးလားစစိမ့်ကရန်စကားပြောတော့စွစုရဲ့မျက်ခုံးတွေမြင့်တက်လာခဲ့ပါတယ်ပထမတော့နင်းတို့နှစ်ယောက်ကပေါ့ပေါ့ပပအလုပ်ကိုရွှေ့ပြီးတော့ပကံစေးတဲ့အလုပ်ကိုငါ့အတွက်ထားခဲ့တယ်ငါလည်းပကံနေမစေးနိုင်ဘူးနင်းတို့တွေပထမဆုံးမီးဖို့ကြောင်ဘလို့ပြင်ဆင်မလဲဆိုတာကြည့်ရသေးတာပေါ့ ဒီညီမကြလေပြီလို့ပဲတော်တော်ကောက်ကျက်တယ်ဒီလိုနဲ့ပဲစိမ့်စိမ့်ကမိဖုကြောင့်ကပကင်းတွေအားလုံးကိုထုတ်ပြီးရေပုံပိုင်းနောက်ကိုဂျူလာပြီးတော့ပစ်ချလိုက်ပါတယ်ဒါကြောင့်မေဒိုပြုံးကအိယာကနေနိုးလာခဲ့ပါတယ်အိုးဖះရေဘသူကပကင်းတွေပစ်ချနေရလဲအမလေးဆုစုချွေးမဘလိုရီတောင်လုံနေရလဲအမေကျမတမင်လောက်တာမဟုတ်ပါဘူးလက်ကချော်ကျသွားတာကြည်ပောင်ဟဲဒီနေ့ငါတို့ပထမဆုံးမိဘောင်ကြောင့်တလေလောက်ရမှာပြီးတော့ဒီချွေးမတွေကခြေဆက်လက်ဆက်နဲ့အိတ်နေတော့မယ် စုမြက်ဝါဝါညညို့လလဟဲ့ချွေးမတို့ထားကြတော့လေဟုတ်ကဲ့မေထားပါပြီခဏကြာမှာကျန်းတဲ့ချွေးမတွေကရေချိုးပြီးမိဖို့ကြောင့်ကိုရောက်လာခဲ့ပါတယ်ချက်ပြုတ်ဖို့အချိန်ရမရှိတော့ဘူးအမေပဲရောက်သွားလည်းမသိဘူးဟဲ့ချွေးမတို့ငါကုံဆုံဆိုင်ရှိခါသွားဝယ်တာလူတွေအရင်များတော့နှောက်ကြသွားတယ်အိမ်တော်မှာစုမြက်ကလက်ကိုအမြန်ဆန့်ပြီး ရေခါအိတ်ကိုယူလိုက်ပါတယ်။အမေရေခါပေးပါ ကျွန်မပထမဆုံးချက်တောင်မြင်မြန်ပြီးအောင်လုပ်လိုက်မယ်။အဲ့နောက်မှာတော့ညညကအိတ်ကိုဆွဲယူလိုက်ပြီးအမေအမရိတ်ခါအားလုံးနဲ့ပထမဆုံးချက်မယ်ဆိုရင်ကျန်တဲ့လူတွေကဘာလုပ်ရမှာလဲ။ညညရဲ့မလိုအပ်ပဲငါ့မရစ်ပါနဲ့။ငါရဲ့ပထမဆုံးမိဖို့ကြောင့်ငါလှုပ်ပြရစီငါဒီအိမ်ရဲ့အကြီးဆုံးချွေးမလေး။ကောင်းပြီလေ။ကျမတို့ကညီမချွေးမလေးဆိုတော့ကျမတို့ကန်ဆန်းကြည့်မလား။ကျမတို့လည်းပထမဆုံးမိဖို့ကြောင့်အမနဲ့တူတူလှုပ်ချင်တယ်။အဲ့ဒါကြောင့်ရိတ်ခါကိုကျမတို့ဆယ်ယောက်လောက်အငင်းမြခွဲယူမယ်။ ပထမဆုံးထမင်းကိုပြင်ဆင်ဖို့ရိတ်ခါအတွက်တိုက်ခိုက်နေတဲ့ချွေးမဆေးရောက်ကိုမြင်တဲ့အခါမှာဒုံပြုံးကစိတ်ညစ်ပြီးခေါင်းကိုကင်လိုက်ပါတယ်။အိုးဖះရေနင်တို့အားလုံးကပထမဆုံးမိဖို့ကြောင့်ချက်ပြုတ်ဖို့ဆိုရဲကောင်းစင်နဲ့တတိယကဘာစစ်ပွဲကိုစနေပြီ။အိမ်မှာမိဖို့တလုံးမှရှိတယ်။ဒါကြောင့်ချွေးမဆွတ်မြက်ကိုအစအစာချက်ခံလိုက်။မင်းတို့အားလုံးကတော့ကောင်းတဲ့နမိတ်ဖြစ်နဲ့လက်နဲ့ထိပ်ပြီးရုံးရတလေးကိုပြီးအောင်လှုပ်လိုက်လေ။ဘိုးအမေဒါတိတိတတ်တာခွဲခြားဆက်ဆံတာပဲ။ ကျမတို့လည်းပထမဆုံးမိဖို့ကြောင့်လို့ဖို့အခွင့်အရေးရှိရလေ။အိုဖះရေနင်တို့ဆယ်ယောက်လုံးကငါအုံနောက်အကျောတွေပြက်ထွက်မှပဲ။ဒီနေ့စကားများတာနားကြမလား။ဘသူပဲဖြစ်ဖြစ်ဘာပဲလှုပ်ချင်လှုပ်ချင်တယောက်ပြီးမှတယောက်လှုပ်လို့ရမယ်။အဲ့လိုသာလှုပ်ကြ။အမေအဲ့လိုသာအလဲကြတာစောင့်နေမယ်ဆိုရင်ညရောက်သွားမှာပေါ့။ကျမတို့ကျမရဲ့သီချာမိဖို့နဲ့ချက်မယ်။ဒီလိုနဲ့ပဲညညကခြံဝင်းနဲ့ကအုတ်ခဲလေးလုံးကိုကောက်ယူလာပြီးအခင်းနဲ့ယူလာကမိဖို့ကြောင့်လှုပ်ပြီးချက်ပြုတ်ပါတော့တယ်။ သူလုတဲ့ပုံစံအတိုင်းတခြားချွေးမာတွေကလည်းအခန်းထဲမှာမိဖို့၃၄ခုလုပ်ပြီးချက်ပြုတ်ကြပါတယ်။ဒါကြောင့်အခန်းကခဏကြာမှရမ်းပူလာခဲ့ပါတယ်။စင်းရတဲ့ရောက်ခမနဲ့ယောက်ျားတွေကချွေးတွေပြန်ကုန်ပါတယ်။အာဒီမိန်းမတွေကအင်ကိုပူအောင်စားစရာတွေကိုပြန်တူချက်နေကြတာပဲ။ငါတို့ပူလို့တည်တော့မယ်။ဒီလူ၁၀ယောက်စုပြီးချက်နေတာကတီးခတ်နိုင်တဲ့အကန့်အသတ်အလုံးကိုကျုံလွန်သွားပြီ။အခန်းတစ်ခန်းထဲမှာမိဖို့၄၅ခုပြန်ချက်နေတယ်။မင်းတို့အလုံးမိခိုးတွေကိုနှိမ့်လိုက်ရော နက်နက်ပူရာများတီးခန့်လိုက်လေကျမရှင်တို့အာလူပူတွေလှုပ်ပေးမယ်ရှင်တို့စိတ်ကြဖြစ်စီရမယ်လို့အာမခန့်တယ်ကျမရဲ့တံပေါက်နဲ့စိတ်သားဟင်းကလေသူ့ရဲ့အာလူပူတွေထက်ပိုအရသာရှိလိမ့်မယ်ဟုတ်ကဲ့ကောင်းပါတယ်အမရစီရဲ့အများကြီးကိုတုံးထားတာပဲလလနင်ပါလို့သူများတွေကိုလိုက်ပြီးတိုက်ခိုက်နေရလေနင့်ဟာနင်ချက်ဆန်ရှိရချက်ဆန်မှာဒီတစ်ခါမှလေပထမဆုံးမိဖို့ကြောင့်ဟင်းပွဲအတွက်အားလုံးကရံပြစ်ကြပြန်ပါတယ်ဒါကြောင့်ညီကိုတွေကဒေါသထွက်ပြီးထွက်သွားခဲ့ကြပါတယ် အခုမင်းတို့အားလုံးကိုဘာသာကိုပြင်ဆင်ပြီးစားကြတော့ငါတို့သွားတော့မယ်အင်းကမီးတောင်လိုပဲစူပွက်နေတာမင်းမဲမဲကြီးကိုဖြိုးသားတို့မသွားခင်လေစားသွားပါအောင်လားအဲ့နောက်မှာတော့ဘဘကဟင်းနှဲကိုငရုတ်သီးထည့်ပြီးဟင်းခန့်အမွှေးကြိုင်တွေပါအများကြီးထည့်လိုက်ပါတယ်ဒါဆိုကျမရဲ့ပဲဟင်းအရန်ကောင်းသွားပြီဟုတ်တယ်ဝဝဘာလဲဖီးယားသခင်ကနင့်ကိုခုချိန်ကြီးမခေါ်သေးဘူးလားဘသူကတလောက်မီးပြင်းပြင်းနဲ့ဟင်းခန့်အမွှေးကြိုင်တွေထည့်တာလဲအကုန်မှုန်ကုန်ပြီကေတီအရန်ပေါက်ကြရပြောမနေနဲ့ နင်းကြောင့်လဲငါတို့မိခိုးမော်နာပဲလေငါပါတခွန်ပြောခဲ့လို့လဲအိုးဖះအေးတချို့နေရာတွေမှာမီးလောင်နေပြီတချို့နေရာတွေမှာမိခိုးတွေထွက်နေတာတော့မှနင်တို့အားလုံးရဲ့နှလုံးသားတွေကအေးချမ်းနေရပဲနော်တယောက်နဲ့တယောက်ရန်စကားတောင်ပြောနိုင်နေကြသေးတယ်မလိုအပ်ပဲရှိတ်ခါနဲ့ရှိတွေအများကြီးကိုဖြုံးတိလိုက်တာပဲအဲ့ဒါပြင်နွားချိအိတ်နှစ်အိတ်တောင်မိရှုပ်ပစ်လိုက်သေးတယ်နင်တို့ဖြုံးလိုက်တာလေတပတ်စာဟဲ့တပတ်စာ အမေအခုချွေးမဆယ်ယောက်စုပြီးချက်ပြုတ်ရတော့ပစ္စည်းတွေကတလောက်တော့ကုန်ပါပဲလေအမေတိတ်တိတ်နေစမ်းပါ ဒီလိုနဲ့ရက္ခမကြီးကချွေးမတွေအလုံးပြင်ဆင်ထားတဲ့စားစရာတွေကိုရေးဆန်းကြည့်လိုက်ပါတယ်။အိုဖျားရေသူတို့ဆယ်ယောက်လုံးကဟင်းချက်ညံ့တဲ့နေရာမှာနံပါတ်၁ပဲ။ကေတီချွေးမနေဟင်းထဲမှာငြုတ်တိအများကြီးကိုထည့်ထားတာ။နေအဖေကနေအတွက်အမွေရောငြုတ်တိတအိတ်အပြည့်ခြံထားခဲ့တာလား။စွတ်စွတ်ချွေးမနေပူရီယာစီထဲမှာနှင့်နေပြီ။အမေဒါလေးကိုစားကြည့်ပါအောင်။အမေသဘောကျလိမ့်မယ်။နေဟာလည်းတကြားရီကြောင့်အယောက်စီးကတ်နေရပဲ။ဒါရီကိုနင်းတို့အားလုံးကောင်းအောင်စားကြ။ ပြီးစံတစီတော်အလေလွတ်မဖြစ်စေနဲ့ကြားလား။ကြောက်စိတ်နဲ့အားလုံးကစားစရာတွေကိုကြိတ်မိတ်စားတော့ကြပါတယ်။ဒီလိုနဲ့မိဘကြောင့်ကအခန်းတစ်ခန်းထဲမှာရှိတဲ့အတွက်လူ၁၀ယောက်ကရံဖြစ်ကြပါတယ်။တစ်ချိန်တိုင်းမှာပဲချွေးမာတွေဟာရေခါတွေအားလုံးကိုဖြုံးတီးပစ်ကြပါတယ်။အားလုံးရဲ့ယောက်ျားတွေကကုံစုံဆိုင်ကနေရေခါတွေကိုအကျဉ်းနဲ့ဝေလာကြပြီးနောက်တနေ့မှကုံစုံသွားတဲ့အခါမှာတော့ဒုက္ခရောက်ကုန်တော့ပေါ့ကွယ်။ကိုမဲကြီးစီပဲမုံနဲ့ဆန်ကုံသွားပြီ။ဒီနေ့အိမ်ပြန်လာရင်အဲ့ဒါတွေဝယ်ခဲ့နော်။ ငါမနေ့ကမှစီနှစ်ပိတ်တာအကျွေးယူလာတာမင်းတို့စေရောက်တရက်ထဲနဲ့အကုန်ကုန်သွားပြီလားမတို့ညီကိုတွေကိုစီသမားတွေကအကျွေးမပေးလို့စဲတော့မှပဲမင်းတို့ကညီမလားမတို့ကုန်းစုံဆိုင်ကိုငွေနှစ်သိန်းအကျွေးရှိနေပြီသူကနေတိုင်းငါတို့ကိုပတ်စံတောင်းပြီးရင်းနေတာဒီစကားကိုကြားတော့ဒေါ်ပြုံးကချွေးမစေရောက်ကို စားစီရနဲ့ရေကိုဖြုံးလို့စူပါတော့တယ်သူတို့နားလျောင်ရှင်းပြတာကျွဲရှိမှပလွေမှုန့်နေရတဲ့တူတယ်သူတို့ကတယောက်နဲ့တယောက်ရံပစ်ပြီးတော့ရှိတ်ခါတွေကိုဖျက်ဆီးနေကြတာဟေ့ဒီနေ့အစပြီးငါကိုယ့်ဘာသာကိုအစားအစာပြင်ဆင်တော့မယ် ။ထွေးမဆဲရောက်ရဲ့အုံဖြုံကြီးရာတွေကိုပြင်ဖို့အတွက်ဒုံပြုံးကအခုဆိုရင်ရေခါတွေကိုတိုက်တာချင်းတွေပြီးပြင်ဆင်ပါတော့တယ်။ဒါကြောင့်ညီကိုဆဲရောက်စားပြီးနောက်မှာတော့ချွေးမာရီစားဖို့စံတစိအရွယ်စားလောက်ပဲကျန်တော့ပြီးဘယ်သူမှဘိုင်းမပြေကြပါဘူး။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။